ားလုံးပဲမင်္ဂလာပါဆိုမိမှကျန်လောကနေကြိုဆိုပါ၏ကမ္ဘာနိုင်ငံများစိတ်ဝင်စားတဲ့နိုင်ငံအစ္စရေးနဲ့အီရန်သတင်းများတင်ပြသွားမည်ဖြစ်သည်အစ္စရေးကအီရန်၏နျူကလ িয়ার အစီအစဉ်နှင့်သက်ဆိုင်သောနေရာများကိုပိတ်မှတ်ထားကာဇွန်လ13ရက်နေ့တွင်တိုက်ခိုက်မှုတရက်ပြုလုပ်ခဲ့ပြီး ထိုတိုက်ခိုက်မှုအပေါ် The New York Times သတင်းအရအစ္စရေးအရာရှိများကအတည်ပြုကြောင်းဖော်ပြထားသည် အဆိုပါတိုက်ခိုက်မှုကြောင့်တီဟီရန်မြို့၌မိခိုးနှင့်မိတောင်များပောက်ကွဲတံများကြားရကြောင်းမြို့ခံပြည်သူများကပြောကြပြီးအီရန်မျိုးသားရုံမြင့်တန်ကြားကလည်းမိလောင်မှုသတင်းအချက်အလက်များကိုထုတ်လွှင့်ခဲ့သည်အမည်မဖော်လိုသူအီရန်ယာရှိတဦးကအီရန်၏တိုက်လေယာဉ်များသည်အစ္စရေးစစ်လေယာဉ်များကိုတားမြစ်ရန်ကြိုးပမ်းခဲ့ကြောင်းပြောကြားသည် အစ္စရေးအရာရှိများကလည်းရင်းတိုက်ခိုက်မှုမှာအီရန်၏နျူကလ িয়ার ဘုံဖန်တီးခြင်းကိုတားဆီးရန်ဖြစ်ကြောင်းထိုအတွက်တာဝေးပစ်ဒုံးကြီးများနှင့်နျူကလ িয়ার လုပ်ငန်းများနှင့်သက်ဆိုင်သောအရေးကြီးသောနေရာများကိုပိတ်မှတ်ထားခဲ့ကြောင်းအထောက်အထားပြုဆိုခဲ့သည်။ထို့ပြင်အစ္စရေးသည်တီဟီရန်အနီးအနားရှိစစ်အခြေစိုက်စခန်းအနည်းဆုံး6ခုနှင့် စစ်ဘက်ခေါင်းဆောင်များအတွက်ထိမ့်သိမ်းထားသောအဆောက်အုံနှင့်ခုလူနေအိမ်ချို့ကိုလည်းပိတ်မတ်ထား၍တိုက်ခိုက်ခဲ့ကြောင်းအီရန်ကြီးတဲ့အရာရှိများကပြောကြားသည်။ဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုက ထုတ်ပြန်သည့်ဗီဒီယိုတင်ဆက်မှုတစ်ခုတွင်အစ္စရေးကနက်တန်စ်မျိုးရှိအကြီးကနျူကလ িয়ার တန့်စင်စက်ရုံတွင်တာဝန်ထမ်းဆောင်နေသော ထိတ်တန်းနျူကလ িয়ার သိပ္ပံပညာရှင်များကိုလည်းပိတ်မတ်ထား၍တိုက်ခိုက်ခဲ့ကြောင်းပြောကြားခဲ့သည်။ အစ္စရေးအနေဖြင့်အီရန်၏နျူကလ িয়ার အစီအစဉ်သည်မင်းတို့၏လုံခြုံရေးနှင့်ရှင်သန်ရည်တည်မှုအတွက်တိုးလာသောအနေအထားဖြစ်ကြောင်းဆိုပြီးအရှေ့လေပိုင်းဒေသတွင်နျူကလ িয়ার လက်နက်တပ်ဆင်ထားသည့်တခုရဲသောနိုင်ငံအဖြစ်တည်နေထိုင်လိုကြောင်းယူဆထားသည် အမေရိကန်နိုင်ငံသားရေးဝန်ကြီး မာကိုရူဘီယိုကလည်းအမေရိကန်သည်ရင်းတိုက်ခိုက်မှုများတွင် ပါဝင်မှာမဟုတ်ကြောင်းဒေတာရင်းရှိမိမိတို့တပ်ဖွဲ့များကိုသာကာကွယ်ရန်ဦးစားပေးမည်ဟုကြေညာခဲ့သည်ထို့အပြင်အီရန်ကိုလည်းဒေတာရင်းအမေရိကန်တပ်ဖွဲ့များကို မတိုက်ခိုက်ရန်တတိပေးထားသည် အထူးသဖြင့်နမေကြီးနာဒန့်စ်ယူရေနီယံတန့်စင်စက်ရုံပယ်ထိန်ဒုံးကြီးထုတ်လုပ်သည့်စက်ရုံများနှင့်အီရန်တပ်မတော်အထက်လွှာအရာရှိများနေထိုင်သည့်နေရာများကို ထိခိုက်မှုများဖြစ်ပွားခဲ့ကြောင်းသတင်းများထုတ်ပေါ်ပြသခဲ့သည်။အဆိုပါတိုက်ခိုက်မှုကြောင့်တီဟီရန်မြို့၌၎င်းအီရန်လေပိုင်းတွင်၎င်းမိလောင်မှုများနှင့်ပောက်ကွဲမှုများဖြစ်ပွားခဲ့သည့်ထိုအချိန်တွင်အစ္စရေးကလေကြောင်းကာကွယ်ဖြင့်တပ်ဖွဲ့များအားအသိရှိစေကာလေကြောင်းလှောင်မှုများတိုးမြင့်ခဲ့သည်။ အီရန်ထိတ်တန်းတပ်ဖွဲ့ဒေါ်လန်ရေးအဆောင်တပ်ဖွဲ့ IRGC အကြီးအကဲဟော့စိန်ဆာလာမီတည်ဆုံကြောင်းတပ်ဖွဲ့အာဏာပိုင်များကအတီးပြုခဲ့သည့်ထို့အပြင်တီဟီရန်ရှိတပ်ဖွဲ့ရုံးချုပ်လည်းတိုက်ခိုက်ခံခဲ့ရသည်ဟုအီရန်မီဒီယာကထုတ်ပြန်သည်မြို့တော်အတွင်းတိုက်ခိုက်မှုတစ်ခုကြောင့်ကလေးငယ်အပါအဝင်လူအများပြားတည်ဆုံကြောင်းလည်းအစိုးရသတင်းတွင်ဖော်ပြထားသည် စ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေနာယာဟုကယနေ့သည်အစ္စရေးအတွက် သမိုင်းဝင်ဆုံးဖြတ်မှုအချိန်ဖြစ်သည်ဟုသတင်းထုတ်ပြန်ရာတွင် ပြောကြားခဲ့သည်ရင်းတိုက်ခိုက်မှုသည် Operation Rising Lion ဟုအမည်ပေးထားသည့်စစ်စင်ရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီးအီရန်၏နျူကလ িয়ার အနေရကိုဖယ်ရှားရန်ရည်ရွယ်သည်ဟုဆိုသည် အီရန်အမြင့်ဆုံးခေါင်းဆောင်အယာတိုလာအလီခါမေနီကဣသရေလကသွေးဆုံသောလက်ဖြင့်တရားမဝင်စစ်စင်ရေးကျူးလွန်ထားပြီးထို့အတွက်တုံ့ပြန်မှုများကြောင့်တာဝန်ခံရမည်ဟု တုံ့ပြန်ခဲ့သည်ဣသရေလစစ်အယာရှိများကအီရန်သည်နျူကလ িয়ার ဘုံး၁၅လုံးထုတ်လုပ်နိုင်သည့်ပစ္စည်းများကိုသိမ်းဆည်းထားကြောင်းပြောကြားသည့်အမေရိကန်နှင့်ဣသရေလနိုင်ငံစလုံးသည်တိုက်ခိုက်မှုအပေါ်တက်တန်းရှိတုံ့ပြန်မှုများခံယူရနိုင်ကြောင်းသတိပေးထားသည် တစ်ဖက်တွင်အမေရိကန်ကတော့စစ်စင်ရေးတွင် မပါဝင်ကြောင်းထုတ်ပြန်ပြီးတပ်ဖွဲ့များကိုသာကာကွယ်ရန်အတွက်အတင်းဖြစ်နေသည်ဟု ရှင်းလင်းခဲ့သည်။ Axios သတင်းဌာနကလည်း Mossad ထောက်လှမ်းရေး Agency မှအီရန်အတွင်းဖြိုးဝှက်စစ်စင်ရေးများပြုလုပ်ခဲ့ကြောင်းထပ်မံဖော်ပြခဲ့သည်။ထို့အပြင်နျူကလ িয়ার သိပ္ပံပညာရှင်များဖြစ်သည့်ဖေရီဒွန်အဘက်စီနှင့် မူဟာမက်မေဒီတီရန်ချီတို့လည်းအစ္စရေးအီတိုက်ခိုက်မှုတွင်တေဆုံးခဲ့ကြောင်းအီရန်အာဏာပိုင်များကထုတ်ပြန်ခဲ့သည်အစ္စရေးအီတဲလေစိတ်ကိုယာယီပိတ်ထားပြီးနေချောင်းကာကွယ်ရေးတပ်ဖွဲ့များကိုအတင်းဖြစ်စေထားကြောင်းလည်းထုတ်ပြန်ခဲ့သည်တက်မတော်ကလည်းတပ်ဖွဲ့ဝင် ထောင်ပေါင်းများကိုစင့်ခေါ်ကာနေဆက်အရက်များတွင် လုံခြုံရေးမြင့်တင်ခဲ့သည် နောက်ဆုံးတွင် အစ္စရေးနိုင်ငံသားရေးဝန်ကြီးကနိုင်ငံတကာနိုင်ငံသားရေးဝန်ကြီးများစွာအားစက်တိုက်ဆက်တွေကအနေထားရှင်းလင်းနေသည်ဟုအရာရှိများကပြောကြားကြသည်ဒါတွင်မကပဲအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းအမျိုးသားလုံခြုံရေးအစည်းအဝေးပေါ်ခေါ်ဆိုထားပြီး အနာဂတ်အနေရများအတွက် ပြင်ဆင်နေသည်ဟု သိရသည် အစ္စရေးကိုလက်တော့ပြန်တိုက်ခိုက်မှုအီရန်စတင်အီရန်ဟာအစ္စရေးပိုင်နက်ထဲကို မောင်းသူမဲ့လေယာဉ်အစင်းတရကျော်နဲ့လက်တော့ပြန်တိုက်ခိုက်တာတွေစတင်လှုပ်ဆောင်လာပြီလို့အစ္စရေးစစ်တပ်ကဒီကနေ့ဇွန်လ13ရက်မနက်ပိုင်းမှာပြောပါတယ်ဒီနေ့မနက်အစောပိုင်းကအီရန်နိုင်ငံတဝန်းမှာရှိတဲ့နျူကလ িয়ার နဲ့စစ်ပတ်ဆိုင်ရာအခြေခံအဆောက်အအုံတွေကိုအစ္စရေးကလေကြောင်းတိုက်ခိုက်တာတွေပြုလုပ်ခဲ့ပြီးနောက်မကြာခင်မှာအီရန်ဘက်ကလည်း drone တရအကျော်နဲ့ပြန်လည်တိုက်ခိုက်လာပါသည် IDF ရဲ့ပြောရေးဆိုခွင့်ရှိသူကအီရန်ကိုတိုက်ခိုက်မှုအတွင်းမှာမိမိတို့အနေနဲ့ဖိုက်တာဂျက်လီယင်စင်းနှစ်ရလောက်အထိအသုံးပြုခဲ့တယ်လို့ပြောပါတယ်။အီရန်ရဲ့ထိပ်တန်းကောင်းဆောင်အယာတိုလာခါမေနီကလည်းဒီတိုက်ခိုက်မှုအတွက်အစ္စရေးဟာခါးသီးတဲ့ကံကြမ္မာကိုတေချာပေါက်ခံစားရစေမယ်လို့ပြောခဲ့ပါသည်။ အစ္စရေးကအီရန်ရဲ့လက်တုံ့ပြန်တိုက်ခိုက်မှုတွေအတွက်နိုင်ငံတွင်းမှာအရေးပေါ်အခြေအနေကြီးညာထားပြီးအစ္စရေးနိုင်ငံသားတွေကိုအမိုးအကာတွေအောက်မှာနေဖို့တတိပေးချက်တွေထုတ်ထားပါသည်ကုလသမဂ္ဂအကြီးအကဲကတော့အစ္စရေးရဲ့တိုက်ခိုက်မှုကိုရှုတ်ချခဲ့ပြီးဒီအခြေအနေအပေါ်အထူးစိုးရိမ်ကြောင်းနဲ့အရှိအလယ်ပိုင်းမှာတင်းမာမှုတွေပြေလျှော့ဖို့အတွက်နှစ်ဖက်လုံးထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ဖို့တိုက်တွန်းထားပါသည် ဒါပေမဲ့အစ္စရေးပြစ်ဒဏ်ခံစားရမည်ဟုအီရန်ခေါင်းဆောင်ကပြန်ပြောလိုက်ပါသည်အစ္စရေးဘက်ကအတိတ်ရဲလုံးနဲ့တိုက်ခိုက်မှုအတွက်ဆိုးရွားပြင်းထန်တဲ့ပြစ်ဒဏ်ခံစားရမှာဖြစ်ကြောင်းအီရန်ခေါင်းဆောင်အယာတိုလာအလီခါမေနီကဒီကနေ့ဇွန်လ13ရက်မှာသတိပေးလာတာကို စီးရင်သတင်းမှာဖော်ပြထားပါသည်အစ္စရေးကအီရန်မြို့တော်ရှိနျူကလ িয়ার အဆောက်အုံတွေစစ်ရေးပစ်မှတ်တွေကိုမစင်မချင်းဘုံကျဲတိုက်ခိုက်လာတာတွေကြောင့်ပြင်းထန်တဲ့ အကျိုးတရားမှုကို ခံစားရမှာဖြစ်တယ်လို့သတိပေးလာတာဖြစ်ပါသည်နျူကလ িয়ার နဲ့တာဝေးပစ်တုံးစီမံကိန်းတွေရှိတဲ့မြို့တော်တီဟီရန်က နေရာတွေကိုဒီကနေ့မနက်ပိုင်းမှာအစ္စရေးကတိုက်ခိုက်ခဲ့တာဖြစ်ပြီးဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့အစ္စရေးဘက်ကလက်ဦးမှုရယူတိုက်ခိုက်ခဲ့တယ်လို့အစ္စရေးကကွယ်ရေးဝန်ကြီးကန့်စ်ကဆိုပါသည်အီရန်မြို့တော်တောင်ဘက်မိုင်250အကွာမှာရှိတဲ့ယူရေနီယံတတုတန့်စင်ရေးရဲ့ အဓိကစီမံကိန်းတွေ ဆောင်ရွက်မဲ့အဆောက်အအုံတွေကိုတေချာရွေးချယ်ပြီးစစ်စင်ရေးစတင်ခဲ့တဲ့အစ္စရေးကိုမကြခင်အချိန်အတွင်းမှာလက်တုပ်ပြန်မှုတွေနဲ့ရင်ဆိုင်ရမှာဖြစ်လို့ကြိုတင်ပြင်ဆင်ထားဖို့အီရန်ခေါင်းဆောင်ကချင်းချောက်ပြောဆိုခဲ့ပါသည် အစ္စရေးဘက်မှာတော့အီရန်ရဲ့တံပြန်တိုက်ခိုက်လာတာကိုကာကွယ်ဖို့အတွက်ကျောင်းရုံးနဲ့လူစုဝေးသွားလာတာတွေကိုတားမြစ်ထားပြီးအမေရိကန်ကတော့ဒီတိုက်ခိုက်မှုမှာ သူတို့ပါဝင်ပတ်သက်တာမရှိဘူးလို့ညင်းဆိုထားပါသည်။အားလုံးပဲကျေးဇူးတင်ပါတယ်ရှင် like subscribe ခေါင်းလုံးလေးနှိပ်ပြီးဆက်လက်အားပေးကြအောင်နော်။